လက်ရှိမြန်မာနိုင်ငံအတွင်း 24K ရွှေစည်းနှုန်းတိတကြက်သားလင်ကြက်438.46ကြက်တဂရာလင်ကြက်286032ကြက်နှင့်တအောင်စလင်ကြက်338336.5ကြက်ထန့်ရှိသည်နိုင်ငံရေးအခြေအနေနဲ့အစိုးရအခြေအနေမှာမတည်ငြိမ်သေးပဲမရေရာမှုများစွာရှိနေပြီးစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုများအပေါ်တည်ရောက်မှုရှိနေသည့ ကျွန်တို့လက်ကီ channel ထံရောက်ရှိလာသောဒေတာတင်စီးပွားရေးလုပ်ငန်းရှင်များနှင့်စမ်းစစ်သုံးသပ်သူများ၏အင်တာဗျူးများအရာလက်ရှိအချိန်ဒီအမျက်အစွန်ရနိုင်တော်လေနိုင်ငံရေးအခြေအနေကြောင့်ဖြစ်ပွားလာနိုင်သောဆွန်းဆမှုများကိုသတိပြုရန်လိုအပ်ကြောင်းယင်းနှိမ့်ညွန်မှုအားစနစ်တကျစီမံခန့်ခွဲခြင်းသည်အလွန်အရေးကြီးကြောင်းတွေ့ရှိရသည်လက်ရှိအချိန်တွင်ရွှေကိုကိုက်ဆောင်ထားခြင်းသည်အမျက်အစွန်ရှာဖွေသူများအထွတ်ကောင်းမွန်သောအခွင့်အရေးတစ်ခုဖြစ်နိုင်သည် ကျွန်ုပ်တို့အင်တာဗျူးခဲ့သူစီးပွားရေးလုပ်ငန်းရှင်များကရွှေစင်းနှုံးများနှင့်အစိုးရသတင်းများကိုနီကတ်စွာချစ်ချင်းမိမိစောင့်ကြည့်ရန်အကြံပြုထားသည်။ကျွမ်းကျင်သူများကလာမည့်ရက်ချုပ်စီအတွင်းရွှေစင်းနှုံးသည်တကြက်သားလင်ကြက်8000မှ10000ကြက်ကြားအထူးတက်နိုင်သည်ဟုခန့်မှန်းထားကြသည်။ဤရွှေခွင့်ရည်သည်တင်အားကျွဲဝချမ်းသာမှုနှင့်ကံကောင်းထောက်မှမှုများယူဆောင်ပေးနိုင်တော်လေ။ဆုံးဖြတ်ချက်ချရာတွင်ကောင်းစွာစင်ကျင်တုံတရားနှင့်တည်ရှိမှုကိုအတုံးပြုရန်လိုအပ်သည်။ မြန်မာနိုင်ငံအတွင်းရွှေအင်းနှီးမြုံနှံမှုပြုလုပ်ရင်းစိတ်ဝင်စားမှုများနေသည့်သတင်းများကိုလိုက်လံစောင့်ကြည့်သည့်အခြေအနေများကိုအဆက်မပြတ်အကဲဖြတ်တင်သည်ကျွန်ုပ်တို့ Lucky Channel သည်အဖွဲ့ဝင်များစောင့်ကြည့်နိုင်ရန်အတွက်ရွှေခွင့်ရေးနှင့်ကံကောင်းထောက်ပံ့မှုဆိုင်ရာသတင်းအချက်အလက်အသစ်များကိုအချိန်နှင့်တပြေးညီရှက်လက်မျှဝေသွားမည်ဖြစ်ပါသည်ရွှေစင်းလုံးသည်ဆက်လက်တက်နိုင်ပလားဟုတင်းထင်ပါသလားအောက်တွင်တင်းထင်မြင့်ချက်ကိုမျှဝေပြီး Lucky Channel ကိုစောင့်မျှော်ကြည့်ရှုကရွှေခွင့်ရေးနှင့်ကံကောင်းထောက်ပံ့မှုများအားလက်လို့မခံပါနဲ့ Like Share နဲ့ subscribe လုပ်ဖို့လည်းမနစ်ပါနဲ့နော်ဒီလိုမျိုးဘုသူတာရှိစီရအကြောင်းအရာကောင်းလေးတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ပါ